ဂါဇာပြစ်ကားရဆက်ပြီးတဲ့နောက်မှာဟာမတ်စ်နဲ့နာဒန်ယာဟူအတွက်နောက်တစ်ခုကပါလဲစစ်ပွဲ934ရက်ကြာပြီးတဲ့နောက်မှာဂါဇာမှာတိုက်ပွဲတွေနောက်ဆုံးမှရပ်တန့်သွားခဲ့ပါတယ်။ယခုအခါမှာတော့တနတ်တရင်တိတ်ဆိတ်သွားပြီးဖြစ်တဲ့ညအခါမှာမိလုံးမိပန်းတွေမရှိတော့ပါဘူး။ဒုံးကျည်တိုက်ခတ်မှုတွေလည်းမရှိတော့ပါဘူး။တနတ်ပြစ်ခတ်မှုများမရှိတော့ပါဘူး။ဂါဇာနဲ့အစ္စရေးလူမျိုးတွေဟာယခုအခါ ။နေကြရဲ့သဘောတူညီချက်တစ်ခုရရှိထားပါတယ်။အပြစ်ခတ်ရဆက်ရေးဟာတည်တတ်နေပါတယ်။တစကအားလုံးအစ္စရေးတို့အိမ်ပြန်ရောက်ရှိခဲ့ပြီဖြစ်တဲ့ပါလက်စတိုင်းလူမျိုးရပေါင်းများစွာဟာအစ္စရေးအကျဉ်းထောင်များမှလွန်ပေးခံခဲ့ရပါတယ်။၎င်းဟာမကြသေးမီကများမဖြစ်နိုင်လို့ထင်ရတော့လဲယခုအခါနောက်ဆုံးမှဖြစ်ပေါ်ခဲ့ပြီး၎င်းဟာကောင်းမွန်တဲ့အဆပ်ပြုမှုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့၎င်းကလွယ်ကူတဲ့အပိုင်းဖြစ်ခဲ့ပါတယ်။ ိုက်ပွဲတွေကိုအဆုံးသတ်ပြီးဒဇက်ခန်တွေကိုပြန်လည်ပို့ဆောင်ခြင်းဒီပို့မလွယ်ကူခဲ့ပါတယ်နောက်ထပ်လာမယ့်အရာတွေကပို့မခက်ခဲပြီးမသိရသေးပါဘူးညီချမ်းရေးသဘောတူညီချက်ပြီးတဲ့နောက်မှာဘာဖြစ်မလဲညီချမ်းရေးကိုမြို့တို့ထိန်းသိမ်းမလဲဂါဇာကိုဘလို့ပြန်လည်တိဆောက်မလဲ၎င်းကပါဝင်သူများဖြစ်တဲ့ဟာမတ်နာတန်ယာဟုနဲ့ဂါဇာလူမျိုးတွေအတွက်ဘာကိုဆိုလို့မလဲဣဒီမရာဟာဒီနေ့ကျွန်တော်တို့လေ့လာသွားမယ့်မိကုံးတွေဖြစ်တဲ့ ဒါပေမဲ့ဥစွာမြေပြင်ပေါ်မှာရှိတဲ့အခြေအနေကိုကြည့်ကြပါစို့လူတွေကမြို့များကိုပြန်လည်ရောက်ရှိနေကြပြီထောင်ပေါင်းများစွာကဂါဇာမြို့ကိုကန်ယူတန်လမ်းတစ်လျှောက်ရှောက်လန်းနေကြပါတယ်၎င်းတို့ကအဲ့ဒီမှာဘာတွေ့ဘာတွေ့ရှိမလဲဖြစ်နိုင်ခြင်းများစွာနဲ့၎င်းတို့ကပြက်စီးနေတဲ့အိမ်တွေနဲ့ပြိုကျနေတဲ့အဆောက်အဦတွေပဲတွေ့ရှိမှာဖြစ်တယ်အခုညချို့ကတော့စတင်ရောက်ရှိလာခဲ့တယ်တနင်္ဂနွေနေ့မှာထရပ်က183စီးခန့်ရောက်ရှိလာပြီးတော့အစားအစာနဲ့ရှိဝါနေတဲ့ ဂါဇာကိုဝင်ရောက်ခဲ့ပါတယ်ဒါပေမဲ့၎င်းတို့ကတနည်းလင်ထွက်ကား600လို့အပ်ပါတယ်သို့တော်လည်း၎င်းဟာအစပြုမှုတစ်ခုဖြစ်တဲ့ဣဇွေမှာမိသားစုတွေကတော့မျောလင်းချက်ဖြင့်စောက်ဆိုင်နေကြဆဲဖြစ်တယ်အသက်ရှင်နေတဲ့ဒဇဂန်20ဦးကိုလုပစ်ခဲ့ပြီးဖြစ်တယ်ဒါပေမဲ့ဟာမတ်စ်ကတေဆုံးသွားတဲ့လူ28ဦးရုပ်အလောင်းတွေကိုလည်းထိမ့်သိမ်းထားခဲ့ပါတယ်မနေ့ကရုပ်အလောင်း၄ခုကိုပြန်လည်ပြခဲ့ပြီးတော့ကြံရှိတဲ့၂၄ခုကိုယခုအချိန်ထိမပေးပို့ရသေးပါဘူး အနိကလဝကရံကဤလုပ်ငန်းစဉ်ကိုကူညီပေးမယ်ဖြစ်တော်လဲ၎င်းဟာအချိန်ရမယ်လို့၎င်းတို့ကပြောကြားခဲ့ပါတယ်ဂါဇာပြည်စီများထဲမှာရုပ်လောင်းတွေကိုရှာဖွေဖို့အတွက်အလွန်ကက်ခဲ့ပါတယ်တစ်ဖက်မှာဣဇွေတပ်ဖွဲ့တွေကဆုတ်ခွာသွားခဲ့ပါတယ်ပြကရဆေးရင်မတိုင်မီဣဇွေကဂါဇာကမ်းရောဒေသအားစစ်ဆေးရကန်လုံးထိန်းချုပ်ထားပါတယ်ထိုဧရိယာကို မြေပေါ်မှာ အပြာရောက်မြင်းဖြင့်ပြတ်တတ်ထားပါတယ် ီးခဲ့တဲ့အပကလောင်းတို့ကအပြရောက်မြင်းမအဝါရောက်မြင်းကိုစုခွာဆက်တင်ခဲ့တဲ့ခုခါဣဇွေကဂါဇာ95ရာခန့်ခန့်ကိုထိန်းချုပ်ထားပါတယ်။နောက်ထပ်စုခွာမှုအဆင့်ကနောက်ဆက်တွဲဆွေးနွေးမှုတွေပေါ်မှာဖြစ်ပေါ်မှာဖြစ်တယ်။ယခုအခါနောက်ထပ်ဘာဖြစ်မလဲဆိုတော့ကိုကြည့်ကြပါစို့။ဒေါ်နထရန့်ညဉ့်ကြေးရဲ့အစီအစဉ်မှာအချက်20ပါရှိပါတယ်ပထမဆုံးမှာဂါဇာအတွက်အစိုးရတပ်တစ်ခုဖွဲ့စည်းရန်ဖြစ်တယ်၎င်းကပါလက်စတိုင်းကျွမ်းကျင်သူတွေနဲ့ပညာရှင်တွေဖြင့် ဖွဲ့စည်းထားမှာဖြစ်တယ်။ကောင်းတို့ကငြိမ်းချမ်းရေးပုတ်အဖွဲ့မှလမ်းညွှန်ပေးမှာဖြစ်တယ်။သူပုတ်အဖွဲ့တွင်ဒေါ်နယ်ထရန့်ကိုရိုင်းနဲ့ဗီရီရှောက်ဝန်ကြီးချုပ်တိုနီဘလဲတို့ပါဝင်မှာဖြစ်တယ်။၎င်းတို့ကဂါဇာပြည်နယ်တိစောက်ရေးကိုကြီးကြပ်မှာဖြစ်တယ်။ကောင်းတို့မှာဣဇွေတပ်ဖွဲ့တွေစုခွာရေးနဲ့ပြည်ပြန်ပြောင်းလဲမှုအစ်တတွေဖန်တီးရေးအတွက်ဆွေးနွေးမှုတွေကိုဦးဆောင်မှာဖြစ်တယ်။အချိန်တန်တဲ့ခါမှာ၎င်းတို့ကဂါဇာအုပ်ချုပ်မှုကိုအနောက်ကမ်းမြောင်ကိုအုပ်ချုပ်နေတဲ့ပါလက်စတိုင်းအနာဘန်အဖွဲ့ထံလွှဲပြောင်းပေးမှာဖြစ်တယ်။အဲ့ဒီနောက်လုံချုံ ရေးမေးခွန်းရှိလာပါတယ်။ဂါဇာမှာဥပဒေနဲ့စီးကံကိုဘယ်သူကထိန်းသိမ်းမလဲ။ထရအစီအစဉ်ကနိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့တစ်ခုကိုအကြံပြုထားပြီး၎င်းဟာငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့တစ်ခုနဲ့ဆင်တူပါတယ်။ဤတပ်ဖွဲ့မှာကာတာ၊အီဂျစ်နဲ့တူရကီမှစစ်သားတွေပါဝင်မှာဖြစ်တယ်။၎င်းတို့ဟာဂါဇာကိုရဲတပ်ဖွဲ့အဖြစ်ကူညီပေးမှာဖြစ်တယ်။အဲဒီနောက်ထရန့်အစီအစဉ်ကပုံမှန်ကြီးမားတဲ့ရီမန်ချက်တွေအကြောင်းပြောဆိုပါတယ်။ဥပမာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေအထူးစီးပွားရေးဇုံတွေနဲ့ကုန်သွယ်ရေးအခွန်တွေဖြစ်ပါတယ်။ဒါပေမဲ့ယခုအချိန်မှာထိုးရတွေက အနှံ့ပြန့်ဖြစ်နေသေးပါတယ်။ဒါကြောင့်ယခုအခါရေတိုးအခြေအနေကို ကြည့်ကြပါစို့။ဟာမတ်စ်တွက်ဘာဖြစ်မလဲ။၎င်းတို့ကမြေကြီးခန်းကန်းတွေပါဝင်မလဲ။အစီအစဉ်ကဟာမတ်စ်ကလက်နက်ချမယ်။၎င်းတို့လက်နက်တွေကိုဆုံးလို့ရမယ်။ပြီးတော့ဂါဇာကိုထပ်မံအုပ်ချုပ်ခဲ့မရှိတော့ပါဘူး။၎င်းကဟာမတ်စ်ကနိုင်ငံရေးမှထွက်ခွာရမယ်လို့ဆိုလိုပါတယ်။ ၎င်းကစီငင်းချမ်းရေးအစည်းအဝေးတောင်းဆိုထားတဲ့အရာဖြစ်တယ်ဒါပေမဲ့ဟာမတ်စ်က၎င်းကိုလှုပ်ဆောင်မလားမနေ့ကဂါဇာဒဇခန်တွေကိုလှုပ်ပေးစင်မှာဟာမတ်တိုက်ခိုက်ရေးသမားတွေကအောက်ကြဖြစ်ရပ်တည်နေတာကိုတွေ့မြင်ခဲ့ရပါတယ်၎င်းတို့က၎င်းတို့တနတ်တွေနဲ့စစ်ရေးပစ္စည်းတွေကိုဂုံယူစွာပြတ်တက်ခဲ့ပါတယ်ယနေ့တွေလည်းထပ်မံဖြစ်ပေါ်ခဲ့ပါတယ်ဟာမတ်စ်တိုက်ခိုက်ရေးသမားတွေကဂါဇာကမ်းပေါ်တရားရှောက်ပြန်နှံ့လျက်၎င်းတို့အင်အားကိုထပ်မံပြတ်တက်ခဲ့ပါတယ်အဲဒါကြောင့်အချိန်တန်တဲ့အခါမှာ၎င်းတို့က တို့ရဲ့လက်နက်တွေနဲ့နိုင်ငံရေးယူမှန်းချက်တွေကိုအမှန်တကယ်ဆွလို့မလားအကယ်၍၎င်းတို့ကညင်းဆန်ပါကအစ္စရေးကဘာလို့မလဲဝန်ကြီးချုပ်နာဒန်ယာဟူကဟမတ်စ်ကိုဖျက်ဆီးပစ်မယ်လို့ကြေပြုတ်ခဲ့တယ်အကယ်၍ဟမတ်စ်က၎င်းလက်နက်တွေကိုဆက်လက်ထိန်းသိမ်းထားပါကသူကစစ်ပွဲကိုပြန်လည်ရောက်ရှိသွားနိုင်ပါတယ်ဒါပေမဲ့ဟမတ်စ်ကလက်နက်ချပါက၎င်းတို့မှာရွေးချယ်စရာချိုးရှိပါတယ်ထရန့်အစီအစဉ်က၎င်းတို့အားလုံငင်းချမ်းသာခွင့်ပေးထားပြီး ၎င်းတို့အားအပြစ်ပေးခံရမှာမဟုတ်လို့ဆိုလိုပါတယ်၎င်းတို့ခေါင်းဆောင်တွေကလိုလင်းဂါဇာမှထွက်ခွာနိုင်ပါတယ်တစ်ဖက်မှာနာဒယာဟုလည်းကြီးမားတဲ့စံတော်မှုတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်ညဉ့်ညင်းဆက်လက်ရှိနေပါကဤဇွေကနောက်အောက်တိုဘာမှာရွေးကောက်ပွဲတွေကျင်းပမှာဖြစ်တဲ့ဖြစ်နိုင်ရင်ပုံမစောလင်စောနိုင်ပါတယ်ဒါပေမဲ့ရလတွေကနာဒယာဟုအတွက်ကောင်းမှာမဟုတ်ပါဘူးဤဇွေပါလီမန်ဖြစ်တဲ့နှစ်နှစ်တွင်းမှာအစာထိုးရန်ဤဇွေဟာ လာမယ့်နှစ်အောက်တိုဘာမှာရွေးကောက်ပွဲတွေကျင်းပမှာဖြစ်တယ်။ယခုရွေးကောက်ပွဲကျင်းပပါကအတိုက်ခံတွေကထိုင်းကုန်း56ခုခန့်ရရှိမှာဖြစ်တယ်။နာတန်ယာဟူအုပ်စုက50ခုရရှိမှာဖြစ်တယ်။အာရဗ်ပါတီတွေက10ခုရရှိနိုင်ပါတယ်။ဆိုရတပ်ဖွဲ့ဖွဲ့စည်းရန်ထိုင်းကုန်း60ခုလိုအပ်ပါတယ်။အဲဒါကြောင့်ယခုရွေးကောက်ပွဲတွေကျင်းပပါကနာတန်ယာဟူဒီအာနာဆုဆုနိုင်ပါတယ်။၎င်းကသူတကူတီတော့ပြဿနာမဟုတ်ပါဘူး။နာတန်ယာဟူကတရားရုံးမှာအကျင့် ပြတ်ချဆောင်မှုဖြစ်စဉ်တွေနဲ့ရင်းဆိုင်နေရပါတယ်အခုအချိန်ထိသူဟာစစ်ပွဲနဲ့ဝင်ကြိုးဆိုးအဖြစ်၎င်းရာထူးကိုအုံပြု၍မိမိကိုယ်ကိုကာကွယ်ခဲ့ပါတယ်၎င်းတို့မရှိပါကသူ့ရဲ့အနာဂတ်ကလည်းမတိမ့်သေးပါဘူးဒေါ်နယ်ထရန့်ကပင်မနေ့က၎င်းကိုဖော်ပြခဲ့ပါတယ်သူကဤဆွေးတမန်တန်ပါကြောင့်နာတယာဟုကိုလွတ်ငြိမ်းချမ်းသာခွင့်မပေးတာလဲသူ့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါလို့ပြောကြားခဲ့ပါတယ် ဂါဇာလူမျိုးတွေရဲ့အတွက်ကောဘာဖြစ်မလဲ၎င်းတို့ကထပ်မံကြောက်ရွံ့မှုမရှိဘဲနေထိုင်ဖို့အတွက်မျှော်လင့်ကြပါတယ်။ဒါပေမဲ့ညီချင်းကြီးကစစ်ပွဲအဆုံးတက်ရတာမဟုတ်ပါဘူး။၎င်းကတည်ငြိမ်မှုနဲ့ကြော်ဝမှုရှိဖို့လဲလို့ဆိုလိုပါတယ်။၎င်းကဂါဇာကိုပြန်လည်တိဆောက်မယ်လို့ဆိုလိုပါတယ်။ဂါဇာမှာရှိတဲ့အဆောက်အဦအလုံး၈၃ကျောင်းခန့်ဟာပျက်စီးသွားခဲ့ပါပြီ။စစ်ပွဲက55သန်းတန်းချင်းပျက်စီးတွေကိုခြံထားခဲ့ပါတယ်။၎င်းက ဂါဇာမဟာပိရမစ်အချိန်၄ချိန်73ဆဖြစ်ပါတယ်။သူအဖြစ်စီးရီအားလုံးကိုဥစွာဆင်းရဲရမှာဖြစ်တယ်။အဲဒီနောက်မြို့တွေကိုဘုံများရှိမရှိစစ်ဆေးရမှာဖြစ်တယ်။၎င်းပြည်မသားပြန်လည်တိဆောက်ရေးကိုစတင်နိုင်မှာဖြစ်တယ်။စုစုပေါင်းကုစားစေးကတော့80ဘီလီယံဒေါ်လာခန့်ရှိမှာဖြစ်တယ်။ဥလမကာကအာဟာရအာဟာရနဲ့အနောက်နိုင်ငံတွေဟာပြန်လည်တိဆောက်ရေးမှာကူညီပေးမယ်လို့ယုံကြည်ချက်ရှိတယ်လို့ဆိုတယ်။ ၎င်းတို့ကကွန်ကရစ်အဆောက်အဦးတွေကိုပြန်လည်တည်ဆောက်နိုင်တော့လဲစိတ်ပိုင်းဆိုင်ရာနာကျင်မှုကိုပြန်လည်ပြည့်ပြင်ဖို့အတွက်တော့ခက်ခဲပါတယ်။လွန်ခဲ့တဲ့နှစ်အတွင်းမှာဂါဇာမှာလူ68000ခန့်တည်ဆုံခဲ့ပါတယ်။မိသားစုရပေါင်းများစွာပျက်စီးသွားခဲ့တယ်။၎င်းတို့အတွက်ပြစ်ခတ်ရဆေးရေးကချက်ချင်းပုံမှန်ဘဝကိုပြန်လည်မပေးနိုင်ပါဘူး။၎င်းတို့ကဆော့ဆော့မှုနဲ့ပြန်လည်တက်တာလာဖို့အတွက်အချိန်လိုအပ်မှာဖြစ်တယ်။နောက်ထပ်ကြီးမားတဲ့မိကုံကတော့နိုင်ငံတော်ဖွဲ့စည်းပုံအကြောင်းဖြစ်တဲ့ပါလက်စတိုင်းနိုင်ငံတစ်ခုဖန်တီးရေးဖြစ်တဲ့ ၎င်းကထရန့်အစီအစဉ်နောက်ဆုံးရည်မှန်းချက်ဖြစ်တယ်ဒါပေမဲ့ထရန့်ပေလင်း၎င်းနဲ့ပတ်သက်၍မတိကြပါဘူးမနေ့ကသူကကျွန်တော်ဟာတနိုင်ငံတမောနဲ့နိုင်ငံအကြောင်းမပြောပါဘူးကျွန်တော်တို့ကဂါဇာကိုပြန်လည်တိဆောက်ရေးအကြောင်းသာပြောနေပါတယ်။ဘာဖြစ်မဲ့ဆိုတာကြည့်ရမှာပေါ့လို့ဆိုခဲ့ပါတယ်။ဒါတရားဟုကနိုင်ငံဖြစ်ရှင်းချက်ကိုစန့်ကျင်ကြောင်းရှင်းလင်းစွာပြောကြားခဲ့ပါတယ်။၎င်းကဟာမတ်စ်ကိုစုချရရောက်မယ်လို့သူကဆိုပါတယ်။ ဒါပေမဲ့အာရဗ်နိုင်ငံတွေကတော့ကွဲပြားစွာတွေးတောကြပါတယ်၎င်းတို့ကဒီခုချိန်ဟာပါလက်စတိုင်းနိုင်ငံတစ်ခုအတွက်တွန်းအားပေးရန်မတင်လို့တဲ့အချိန်ဖြစ်တယ်လို့ယုံကြည်ကြပါတယ်အာရဗ်ခေါင်းဆောင်တဦးကကျွန်တော်တို့ကနိုင်ငံဖြည့်ချင်းချက်အတွက်နိုင်ငံရေးလမ်းကြောင်းဖန်တီးပေးတဲ့အစီအစဉ်ကိုထောက်ခံတယ်၎င်းကပါလက်စတိုင်းနဲ့အစ္စရေးလူမျိုးနဲ့ဦးစလုံးအတွက်ငြိမ်းချမ်းစွာနေထိုင်ရန်တစ်ခုတည်းတော့နီးလန်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်အဲ့ဒါကြောင့်ယာတွေကမြေတီဦးတီချက်ကိုတွားမလဲ ၎င်းကဒေါ်နယ်ထရန့်ပေါ်မှာမူတည်နိုင်တယ်။နိုင်ငံရေးဆွေးနွေးမှုတွေကလည်းအချိန်မရွေးမအောင်မြင်နိုင်ပါကအကယ်၍သူတို့ဖြစ်ပါကအစ္စရေးကစစ်ပွဲကိုပြန်လည်ရောက်ရှိသွားနိုင်ပါတယ်။ထရန့်တဦးတည်းသာ၎င်းကိုရပ်တည်နိုင်ပါတယ်။သူကဟမတ်မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ကာတာတူရကီနဲ့အီဂျစ်တို့အပေါ်လည်းဩဇာလမ်းမမှုရှိပါတယ်။အကယ်၍၎င်းတို့ဟာဟမတ်ကိုဖိအားပေးပါကနိုင်ငံရေးကဆက်လက်တည်ရှိနိုင်ပါတယ်။ဒီအရေးကြီးတဲ့ဆွေးနွေးမှုတွေကကင်မရာတွေနဲ့အများပြည်ရှင်းမှဝေးကွာတော့ တည်တံ့ဖြစ်ပေါ်ပဲရှိတယ်။မနေ့ကကျွန်တော်မြင်တွေ့ရတဲ့ဂုံပြူပွဲတွေနဲ့အလွန်ကွဲခြားပါတယ်။